2025ခုနှစ်အတွက်ဆေးပညာဆိုင်ရာနိုဘယ်ဆုကိုအမေရိကန်နဲ့ဂျပန်ကသိပ္ပံပညာရှင်၃ဦးကိုပူးတွဲချီးမြှင့်လိုက်ပါတယ်။နိုဘယ်ဆုရွေးချယ်ရေးကော်မတီကအမေရိကန်သိပ္ပံပညာရှင်၂ဦးဖြစ်ကြတဲ့ Mary Eat Bronco နဲ့ Fred Ramsdale တို့၂ဦးနဲ့ဂျပန်သိပ္ပံပညာရှင် Shimon Sakaguchi တို့ကိုဒီနှစ်အတွက်ဆေးပညာဆိုင်ရာနိုဘယ်ဆုကိုချီးမြှင့်လိုက်ကြောင်းအော်တိုဘာလ6ရက်နေ့ကကြေညာခဲ့တာပါ။သူတို့ရှာဖွေ တွေ့ရှိမှုဖြစ်တဲ့ကိုခန်အားနဲ့ဆိုင်တဲ့ peripheral immune tolerance ကြောင့်ကင်ဆာနဲ့ကိုယ်ကိုယ်ခံအားကိုကိုပြန်တိုက်တဲ့ autoimmune ရောဂါတွေကိုကုသတဲ့နည်းလမ်းတွေတွေ့ရှိခဲ့တယ်လို့ဆွီဒင်နိုင်ငံ Stockholm မြို့မှာအခြေစိုက်တဲ့ Nobel ဆုရွေးချယ်ရေးကော်မတီကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်အဲ့ဒီတွေးရှိမှုဟာလက်ရှိဆေးပညာလောကမှာစတင်အသုံးပြုနေပြီလို့ဆိုပါရယ်ယူပဗေဒဆိုင်ရာနိုဘယ်ဆုကိုတော့အမေရိကန်ကသိပ္ပံပညာရှင်၃ဦးဖြစ်တဲ့ John Clark, Michael H. Devoret နဲ့ John M. Martinez တို့ရရှိသွားကြပါတယ်သူတို့ဟာ quantum mechanics ကိုရှာဖွေတွေ့ရှိခဲ့တာလို့ Nobel ဆုရွေးချယ်ရေးကော်မတီကအောက်တိုဘာလ9ရက်နေ့မှာထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြပါတယ်သူတို့တွေ့ရှိခဲ့တဲ့ quantum mechanics ဟာအနုမြူနဲ့အနုမြူအောက်သေးငယ်တဲ့ပရမာအနုမြူအဆင့်မှာအလင်းရောင်နဲ့ drug ဝတ္ထုတွေဘလို့ပြုမှုကြသလဲဆိုတာကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။စုရရှိကြသူတွေဟာစုတစုစီအတွက်စုချင်းငွေအမေရိကန်ဒေါ်လာ1တသမ2တန်းနီးပါးနဲ့ညီများတဲ့ဆွီဒင်ကိုရိုနာ17တန်းကိုခွဲယူကြရမှာဖြစ်ပါတယ်။ဒါဟာ Nobel Committee ကအခုနှစ်အတွက်ချင်းမြင့်မဲ့စု6ခုတွေကပထမနှစ်ခုဖြစ်ပါတယ်။အော်တိုဘာလ10ရက်နေ့မှာဓာတုပေရာစု9ရက်နေ့မှာစာပေစု ဆယ်ရက်တောက်ကြနေမှာငင်းချမ်းရေးစုနဲ့အော်တိုဘားလ23ရက်တနင်္လာနေ့မှာစီးပွားရေးစုတွေကိုဇက်တိုက်ကြီးညာသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇွန်ဝင်လိုက်ပါ